လူတွေကကံကိုလက်မြောက်အရှုံးပေးနေကြတာဟာကံဟာလက်မြောက်ပြီးအရှုံးပေးเสียမလို့ဘူးလူဆိုတာပုရုဇေဆိုတာကောင်းတာလဲလုံးမိတာပဲမကောင်းတာလဲလုံးမိတာပဲအဲ့တော့မကောင်းတာတွေလုံးမိပြီးလို့ရှိရင်လည်းတသက်လုံးအရှုံးပေးရမှာလားဆိုတော့မဟုတ်ဘူးအဲ့ဒီကံတရားတွေကလွတ်မြောက်တဲ့နိလန်းနေရှိတယ်ဆိုပါတော့အကုသိုလ်တခုလုံးထားမိပြီပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးเนาะ ပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအကုသိုလ်ကံကျူးလွန်တာဘုရားနဲ့ပတ်သက်တဲ့လောဟိတုပါရကသံဃာနဲ့ပတ်သက်တဲ့သံဃဗိရကလို့ဆိုဒီပြစ်မှုကြီးတွေတစ်ခုမကနှစ်ခုကျူးလွန်တာဒေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဖြာတိတ်ပေးတယ်ဗာပေးတယ်အပါယီကောနေရီကောဒေဝတ္တတော ဒေဝဒတ်ကပင်ရောက်မှာပဲငေးချမှာပဲဟောငေးချမှာ definitely ပြောတယ်အတ္တိကိစ္စောပြင်လို့မရတော့ဘူးပြူစားလို့မရတော့ဘူးကပ်ပတ်ထုံးဒီကဘာလုံးငရဲ့မှာခံရမယ်လို့ဒီလိုပြောအဲ့ဒီပြောဆိုခြင်းနဲ့ပတ်သက်ပြီးတော့ယဟန်ချို့ကတန်တရားဖြစ်တယ်မြတ်စွာဘုရားကဘာလို့ဒီဟုတ်တ်ကိုဒီလိုအတိအကျကြီးပြောနိုင်တာတော့လို့ဆိုမြတ်စွာဘုရားရှင်းပြအဲ့ဒါ ဒါလည်းမှတ်သားစရာတစ်ခုပဲသစ္စာဘုရားဘလို့ရှင်းပြတော့လို့ဆိုဒီဝဋ်ထရဲ့တဏ္ဍမာတဲ့အဖျားလေးတော့ဇာတ်ထဲမှာတော့သာမီးပြားလို့ပြောတယ်နားလည်အောင်အဖျားကလေးအဖျားကလေးနောက်ထောက်ပြစရာနေရာကလေးအဖျားဆိုတာတည်တည်လေးဟုတ်တယ်မလားအဖျားကလေးတော့ထောက်ပြစရာနေရာလေးမှာတောင်ကုသိုလ်ဖြူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးတဲ့ အဲ့ဒါလောက်မကြံလို့ငါပြရဒီလိုဟောတာအကယ်၍အဖျားကလေးလောက်ထောက်ပြစရာ ကုသိုလ်လေးကျန်းနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးဆို။ကြည့်ဒီဝရတ်မှာကုသိုလ်တွေလုံးဝကုန်သွားတဲ့အထိတ်မျိုးမျက်စုပြပြောတယ်နော်။အဲ့ဒီပုဂ္ဂိုလ်မျိုးမှာငဲကြမှာလို့အတိအကျပြောရတယ်။ကျန်တဲ့ပုဂ္ဂိုလ်တွေငဲကြမှာအတိအကျပြောလို့မရဘူး။မျက်စုပြရဲ့ဒေသနာတော်ကကြည့်ဟောဖို့ရင်မတူဘူး။မျက်စုပြက ပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့နိခန္ဓာနန္ဒဗုဒ္ဓကြီးဟောတယ်ပါဏာတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အားလုံးကငဲကြတယ်ဒီလိုဟောတယ်ယေဆောဘုရားကြအဲ့လိုမဟုတ်ဘူးဟောပုံရှင်တခုတူမတူစဉ်းစားကြည့်သူဟောတာကပါဏတိပါဒလုတ်သူအလုံးဒီငရဲ၌ဖြစ်ဖြစ်သည်ငရဲကြသည်ဒီလိုဟောတယ်ဏိကဏဗုဒ္ဓမြတ်စွာအဲ့လိုမဟုတ်ဘူး ပါဏတိပါဒောနိရယတောတဏိကောပါဏတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်တယ်ဒီမှုကိုပြောရတာငရဲမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးเนาะအကုသိုလ်မှုပြုရင်ငရဲကြမယ်လို့ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာစကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားကိုပြောတာ တေချာပေါင်းကြမယ်လို့ပြောတာဟုတ်သို့တော့သူအကျိုးပေးရင်ငရဲကြဖို့ရှိမကောင်းတဲ့အကျိုးကိုပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီတူကငရဲကိုသွားမှာဆိုတာဒေဝရတ်တယောက်ကိုပြောအဲ့ဒီမှာသင်္ခါရမတုံမှဆိုရင်မြတ်စွာဘုရားဟောထားတာရှိ အကုသိုလ်ကလွတ်ရလွတ်နည်းနေရှိကုသိုလ်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတတ်ကြတယ် ပြုမိတဲ့အပေါ်မှာတောကတွေဖြစ်ပြီးတော့စွင့်စိတ်တွေဝင်ပြီးတော့နှလုံးမသားမရမှုတွေဖြစ်နေဖြစ်ဖို့မလို့ဘူးမလို့ရကိုလုံးတဲ့အလုပ်ကမကောင်းဘူးလို့သိရတယ်နံပါတ်1မားတယ်လို့မြင်မားတယ်လို့မြင်ပြီးတော့မားချောင်းဖွင့်ဟာကိုမိတ်ဆွေတွေဖြစ်စီဆရာထာမဖြစ်စီမားချောင်းဝန်ခံပြီးတော့အဲ့ဒီအမားမျိုးနောက်ထပ်မမအောင်ရှောင်ကျင်အမယ်ဒါအဖြေပဲ နောက်ထပ်မမအောင်ရှောင်ကျင်ရမယ်ရှောင်ကျင်ပြီးတဲ့အခါကောင်းတာတွေဆက်လုပ်ရအဲ့ဒါဆိုရင်ဒီကံကလွတ်တော့မှာသိတယ်ဒါပဲဖြစ်တာမဟုတ်ဘူးကံကလွတ်လွတ်တဲ့နေပြောတယ်နော်ကံကလွတ်တဲ့နေကံဆိုတာရည်ရွယ်ချက်တွေအများကြီးရှိတယ်ဘေးကအချမ်းရံအကြောင်းတွေပေါ်မှာမိတီးပြီးတော့ကံကအကျိုးပေးလို့ရတယ်အခြေအနေကောင်းတွေမှာရှိနေတဲ့ပုံပေါ်ကဒီအကုသို့ကံကိုအကျိုးပေးလို့မရဘူး မြတ်စွာဘုရားကလောနကပန္လတုံမှာစာအုပ်နဲ့စာကဲလေးနဲ့ဥပမာပေးထားတာမှတ်သားစရာပေါ့ကံနဲ့ပတ်သက်လို့စာကဲလေးတစ်ခဲကိုတောက်ရီခွက်ထဲထည့်လိုက်ရင်တောက်မဖြစ်အောင်နမ်းမှာပဲဒါပေမဲ့အဲ့ဒီပမာဏစာကဲကို ရေကန်နဲ့ထည့်လိုက်မြစ်ထဲထည့်လိုက်ပျောက်သွားမှာအဲ့ဒီအခြေအနေကဘာလို့ဆိုလူတွေမှာတယောက်နဲ့တယောက် quality မတူဘူးလို့ဆိုအခြေအနေချင်းမတူဘူး အေးလောကလူသားတွေလက်တွေ့ဘဝမှာလည်းဒီတိုင်းပဲလေပဆန်ရှိတဲ့လူအပြစ်ခံခြင်းမခံရတာအကြီးကဲနဲ့လူကြီးနဲ့တည်တဲ့လူအပြစ်ခံခြင်းမခံပြင်မှုကျွလွန်တောင်မှလွတ်နေတာတွေမရှိဘူးလားရှိတယ်ဘာလို့ဒါအခြေအနေကောင်းလို့ခေါ်ပဆန်ရှိတဲ့လူကသူကပဆန်မှာအခြေအနေကောင်းတယ်နော်အဲ့ဒီအခြေအနေကောင်းကြောင့်ပြင်မှုကလွတ် ရတဲ့အခြေအနေကောင်းတခုအဲ့တော့ကံတရားကလွတ်ဖို့ဆိုတာဒီလူတယောက်ဟာကောင်းတာတွေလုပ်တယ်ကိုချင်းတရားကောင်းတယ်သို့တော့ပုရုษရှင်ဘဝမှာအကုသိုလ်လုပ်မိတယ်လုံးဝဒီအခြေအနေမကောင်းတဲ့လူတယောက်ကုသိုလ်အကုသိုလ်လုပ်လို့အကုသိုလ်အကျိုးခံရတာ ਨੇ ခုနကသီလသမာဓိပညာအခြေအနေကောင်းရှိရတဲ့အတိုင်းအကုသိုလ်လုပ်ပြီးတော့အကုသိုလ်ခံရတဲ့လူဆိုတာမတူဘူး သီလသမာဓိဆိုတဲ့အခြေအနေကောင်းရှိတဲ့ပုဂ္ဂိုလ်ကအကုသိုလ်လုံးမိအောင်အဲ့ဒီအကုသိုလ်ကသူ့အတွက်မှပြေပြောက်သွားတယ်လို့ဖြစ်တယ်။ကောင်းတဲ့နေရာတော့မဟုတ်ဘူး။ခုနမကောင်းတာတွေကြီးတက်တက်လှုပ်တဲ့အခြေခံမကောင်းတဲ့ပုဂ္ဂိုလ်ကျတော့ခံလေရောလေတဲ့။ပို့ပြီးတော့ခံရတယ်။ဒီလိုရှိတယ်။လောကသမာဝါမှာလည်းဒီတိုင်းပဲ။အေးဒါကြောင့်မို့လို့ကံတရားဆိုတာကိုကအရှုံးမေးရမယ်ဟာမဟုတ်ဘူး။ ကိုကပြုပြင်ရမယ့်အရာသာဖြစ်တယ